ဘာမှ brain channel ကနေချိုးဆိုပါရဲကျွန်တော်တို့ channel မှာနေ့စဉ်အခုလိုအသိပညာပေးအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်လို့နေ့စဉ်လာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရဲကဲဒီနေ့မှာတော့လေယင်းနှမြုံနှံမှုဆိုတဲ့စကားလုံးကြီးကိုကြားလိုက်တာနဲ့ခေါင်းရှုပ်တဲ့အကြောက်စရာကြီးလို့ထင်းနေတဲ့သူတွေအတွက်အရာအလို့ကိုရိုးရှင်းသွားစီမဲ့လမ်းညွှန်ချက်လေးတွေကိုရှင်းပြပေးသွားမှာပါဒီတင်ဆက်မှုကိုနားထောင်ပြီးသွားရင်လေကိုယ့်ရဲ့ငွေကြေးအနာဂတ်ကိုယုံကြည်မှုရှိရှိနဲ့ဘယ်လိုပုံပေါ်ကြမလဲဆိုတာသိသွားမှာပါကဲအားလုံးပဲအတူတူလေ့လာကြည့်ကြအောင် အော်ဝေး ဒီမေဟွန်းကလူတော်များများရဲ့စိတ်ထဲမှာရှိနေတဲ့စိုးရိမ်မှုကြီးတစ်ခုပါပဲဟုတ်တယ်မလားဟိုလူကတော့ stock share မှာယနေ့မျိုးနဲ့လိုက်တာပိဆန်နေအကုန်ရှုံးသွားတယ်ဒီလူကတော့တညထဲနဲ့ချမ်းသာရကနေစင်းရဲသွားတယ်ဆိုတဲ့ဇလန်းတွေကလည်းကြားနေရတယ်ကောအဲ့ဒါပြင်ဘာမှန်းကိုမတီးတဲ့ရှုပ်ရှုပ်ထွေးထွေးဘာနာရဲ့ထုံးထုံးတွေကလည်းရှိသေးတယ်ဆိုတော့တာမလူတုံးအနေနဲ့ဒီလိုကြွန့်ကျင်မှုတွေပဲကစားတဲ့နေရာကြီးလို့ထင်ရတဲ့ stock ဈေးကွာမှာတကယ်တော့ပိဆန်ရှားလို့ရပါမလားလို့တွေးမိတာကတော့တဘာဝကြပါတယ်အဓိကအချက်ကတော့ဒါပါပဲ အခုခေတ်မှာယင်းနည်းမျိုးနံမှုဆိုတာလှုပ်လဲရတယ်မလှုပ်လဲရတယ်ဆိုတော့အပိုးလှုပ်ရှားတခုမဟုတ်တော့ပါဘူးကိုယ့်ရဲ့အိမ်မက်ထက်ကအိမ်တလုံးပိုင်းဆိုင်နေတာပဲဖြစ်ဖြစ်ကားကောင်းကောင်းတစ်စီးစီနေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်သားသမီးတွေရဲ့ပြင်တိုင်းရဲ့အတွက်ရာမုံွယ်စုဆောင်တာပဲဖြစ်ဖြစ်ဒီလိုဘွားရဲ့ကြီးမားတဲ့ရီမန်းချစ်တွေကိုအကောင်းအထည်ဖော်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတခုဖြစ်လာပါပြီဒါပေမဲ့တရင်ကောင်တစ်ခုရှိတယ်ဒီလိုအရေးကြီးတဲ့အရာကထင်တာတလောက်မရှုပ်ထွေးပါဘူးမကန်တဲ့လမ်းညွှန်ချက်တွေအတိုင်းတစင်ကျန်သွားမယ်ဆိုရင်ဘယ်သူမှမစိုးလုံးနိုင်ပါဘူး ချမ်းသာကြွယ်ဝမှုစီတွားတဲ့ခရီးဟာ stock တွေနဲ့တန်းပြီးမဆပါဘူးအဲ့ဒီစားလူတွေတိတိမထားမိပဲပဲပူပြီးတော့အစွမ်းထက်တဲ့ကိရိယာတစ်ခုနဲ့စတင်ရမှာပါအဲ့ဒါကဘာလဲဆိုတော့စူဆောင်းခြင်းပါပဲဟုတ်ပါပဲကိုပိုင်စာကိုတိုးပွားအောင်မလုပ်ခင်မှာယင်းနီမြုံနံဖို့အတွက်လုံလောက်တဲ့ငွေကိုအရင်ဆုံးစုရမှာဖြစ်ပါတယ်စုလိုက်တဲ့တက်ချက်ဟာရှာလိုက်တဲ့နှက်ချက်နဲ့တူတယ်ဆိုတဲ့သဘောတရားလေးတစ်ခုရှိပါတယ်ဘာကြောင့်လဲဆိုတာကိုရှင်းပြမယ်နော် ယင်းနှမြုံနှံ့မှုကနေ အမျက်ရလာတဲ့ဝင်ငွေအပေါ်မှာအခွန်ဆောင်ရတယ်ဆိုတာကိုလူတွေမေ့နေတတ်ကြတယ်။ဥပမာအမေရိကန်လိုနိုင်ငံမျိုးမှာဝင်ငွေရမ်းမြက်ရင် အခွန်နှုန်းက90%လောက်အထိရှိနိုင်တယ်။ဆိုလိုတာကဒေါ်လာထောင်အမျက်ရရင်ဒေါ်လာ900ကအစိုးရအတွက်ထစ်သွားနိုင်တယ်ပေါ့။ဒါပေမဲ့ဒေါ်လာထောင်ကိုမတုံးဘဲဆူလိုက်တဲ့အခါအဲ့ဒီပိတ်ဆံအပေါ်မှာဘာအခွန်မဆောင်စရာမလိုပဲ100%ကိုယ့်အတွက်အပြည့်အဝချမ်းခဲ့တာပါ။ဒါကြောင့်စုဆောင်ခြင်းကအစကတည်းကပိုပြီးအစွမ်းထက်တဲ့နီးလိုင်းထင်နေတာပေါ့ စုဆောင်ခြင်းနဲ့နည်းဘယ်လိုအချိုးအမြတ်တွေရနိုင်လဲဆိုတာကြည့်ရအောင်ဒီ50%ဆိုတဲ့ကဏ္ဍကဘယ်ကလာတာလဲဥမာလေးတစ်ခုပြမယ်နော် white polling ကိုပုံမှန်100ဒေါ်လာနဲ့ဝယ်ရဆိုပါစို့ဒါပေမဲ့တပခင်လုံးအများကြီးဝယ်လိုက်လို့10% short စေရသွားတယ်ဒီလိုပမာဏများများဝယ်ပြီးဈေး short ယူရလို့မျိုး smart ကြတဲ့စုဆောင်နေတွေကနည်းကိုစိုက်ထုတ်လိုက်တဲ့ငွေအပေါ်မှာပြန်ရတဲ့အချိုးအမြတ်ကိုတွက်ကြည့်လိုက်ရင်လေ50%ကျော်အထိတောင်ရှိနိုင်ပါတယ် တဟစတ็อกဈေးကွက်မှာလူများစုမျောလင့်ထားတဲ့အကျိုးအမြတ်ထက်တောင်ပိုများနေပါသေးတယ်။ကဲဒါတွေကတော့နေ့စဉ်ဘဝမှာချက်ချင်းအထုံးချနိုင်ပြီးအကျိုးသက်ရောက်မှုများတဲ့စုဆောင်နေဖြူဟာတာတချို့ပါပဲ။ဥပမာ credit card အကျွေးဒီအပေါ်က18%လောက်ရှိတဲ့အတုံးတုံးတွေကိုရှောင်တာကအလွဲဆုံးမျက်ချာနည်းတစ်ခုပဲလေ။ cashback ပြန်ပေးတဲ့ခမျိုးတွေကိုသုံးပါ။ဘဏ်ချင်းငွေတွေအတုံးတုံးကိုတေချာပြန်စစ်ဆေးပါ။ ကာတစ်စာစီစာတတရတဝရက်ကောက်ရွေးပါဆေးဝေတဲ့ခါမှာလဲဆေးကြီးတဲ့ branding ဆေးစာအရေးအတွက်တူ generic ဆေးတွေကိုရွေးချယ်ပါနောက်ဆုံးအနေနဲ့စာကြီးတိုင်းမှာအသင်းဝင်ချင်းကလဲ software တွေအများကြီးတတစေပြီးကိုယ့်ရဲ့ကိုယ်ပိုင်တိုးတက်မှုအတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲဟုတ်ပြီအခုဆိုရင်နောက်တစ်ဆင့်ကိုရောက်လာပါပြီစတော်ဈေးကွက်ရဲ့စွန်းစားမှုတွေကိုမယူခင်မှာကိုယ့်ရဲ့ဘန်ဒါရီကိုအကာအကွယ်ပေးမဲ့လုံခြုံတဲ့ရင်းနှီးမြှုပ်နှံမှုအနေနဲ့ခံမာတဲ့အခြေခံတစ်ခုကိုတိဆောက်ရပါမယ်ဒါကိုကြောက်တဲ့သူတွေအတွက်ကာကွယ်ရေးလို့တင်စားခေါ်ဆိုနိုင်ပါတယ် ဒီ slide မှာဖော်ပြထားတဲ့စကားကအရေးကြီးတဲ့အချက်တစ်ခုကို ပြနေတာပါ။တိတာထင်ရှားတဲ့အကျိုးအမြတ်တစ်ခုခုမမြင်ရခင်မှာဆုံးရှုံးမှုတွေနဲ့ငားနဲ့ဆက်တိုက်ရင်ဆိုင်ရနိုင်ပါလေတဲ့။ဆိုလိုတာက stock squat ဟာအများအားအတက်ချီးပဲမဟုတ်ဘူးလေ။ဒါကြောင့်ဈေးဝက်ထဲမှာဘာပဲဖြစ်နေဖြစ်နေနောက်လာမဲ့နှစ်အနည်းငယ်အတွက်ကိုယ့်ရဲ့နေ့စဉ်စားဝတ်နေရေးကို မထိခိုက်စေမဲ့ငွေကြေးအကာအကွယ် safety net တစ်ခုရှိထားဖို့ကအလွန်ရေးကြီးပါတယ်။ ကဲအခုဒီစကားကိုကြည့်ပြီးအစိုးရကအားမခံထားတဲ့လုံချုံတဲ့ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းလေ့လာကြည့်ကြရအောင် Treasury bills T bills ဆိုတာကအစိုးရကိုကာလတိုတလားကနေတနည်းအတွင်ပတ်စံချေတာဖြစ်ပြီးစွန့်စားရမှုကအလွန်ကိုနှီးပါတယ် Treasury bonds တွေကတော့နှစ်ရှည်စနစ်ကနေတောင်းဆက်နေအခြေချေတာပါ Municipal bonds တွေကတော့ဘ ਹੁ အစိုးရအစားမြို့တော်အစိုးရတွေကိုချေတာဖြစ်ပြီးအခွင့်ခင်းလွတ်ခွင့်ရလိမ့်ရှိတာကြောင့်ဆွဲဆောင်မှုရှိပါတယ်ဒီနေရာမှာအရေးကြီးတဲ့အချက်ကတော့လေ ဒီလိုလုံချုံတဲ့ရင်းနှီးမြှောက်နှံမှုတွေဟာကိုယ့်ရဲ့ပိတ်ဆံကိုလုံချုံအောင်ကာကွယ်ပေးဖို့အတွက်မရှိမဖြစ်လိုအပ်ပေမဲ့သူတို့ချီတက်တက်နဲ့တော့ရေရှည်မှာတတိတတာချမ်းသာကြွယ်မှာလာဖို့မလုံလောက်ဘူးဆိုတာပါပဲလာစာရဲ့20ရာခိုင်နှုန်းကိုနှစ်40လုံးစုဆောင်းရင်တောင်အငင်းစားယူပြီးနောက်ရှင်းစားလောက်ပဲလောင်းငါနိုင်မှာပါဒါကြောင့်တကယ်ကြွယ်မှုကိုတိဆောက်ဖို့ဆိုရင်တော့နောက်အဆင့်ကိုတက်လမ်းဖို့လိုအပ်လာပါပြီဟုတ်ပါပြီ အခုဆိုရင်ကြွယ်ဝချမ်းသာမှုကိုတိဆောက်ပေးမယ့်အဓိကအင်ဂျင်ဖြစ်တဲ့ stock ဈေးကွက်အကြောင်းကိုဆက်လေ့လာကြပါမယ်။မမြင်ရတဲ့ဒုခိုးလို့တင်စားခေါ်ဝေါ်ကြတဲ့ငွေကြေးဖောင်းပွက်မှု inflation ကိုအနိုင်ယူဖို့ stock ဈေးကွက်ကဘာကြောင့်လိုအပ်တယ်လဲဆိုတာကိုကြည့်ကြရအောင်။ငွေကြေးဖောင်းပွက်မှုဆိုတာကအချိန်ကြာလာတာနဲ့အမျှကိုယ်ပိုက်ဆိုင်ရဲ့တန်ဖိုးကိုတဖြည်းဖြည်းရော့ကျသွားစေတဲ့ဖြစ်စဉ်ပါပဲ။ဒီဘာချာကအရာအလုံးကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ ထောင်ကျွရဲ့တင်းဆက်6ခုနှစ်ကနေ2015ခုနှစ်အတွင်းကတမိုင်းအချက်အလက်တွေအရ Treasury bills တွေကတနည်းကို3.9% corporate bonds တွေက9.9%အကျိုးအမြတ်ပေးချိန်မှာ stock စျေးကွက်ကတော့တနည်းကို6.8%နဲ့တိတိတသာတာလွန်နေတာကိုတွေ့ရမှာပါ။ဒါဟာ stock တွေရဲ့ရေရှည်တိုးတက်နိုင်စွမ်းကိုကောင်းကောင်းသိသိပြနေတာပဲဖြစ်ပါတယ်။အခုဒီတမိုင်းဝင်အချက်အလက်တွေကနေပို့ပြီးအစွမ်းထက်တဲ့ဥပမာတစ်ခုကိုကြည့်လိုက်ရအောင်။ ထတရ26ခုနှစ်မှာဒေါ်လာ1000ကိုယင်းနည်းမြိုနိုင်ခဲ့မယ်ဆိုရင်ရလက်ကဘလောက်တောင်ကွာလွန်မလဲဆိုတာကြည့်လိုက်ကြရအောင်ဒါတော့တကယ်ကိုအန်အိုင်သင့်သွားစေမယ့်ရလက်ပါပဲအဲ့ဒီဒေါ်လာ1000ကိုအလုံးခြုံဆုံးချေတဲ့ T-bills မှာထည့်ထားခဲ့ရင်2015ခုနှစ်မှာဒေါ်လာ2000ကျော်လောက်ပဲဖြစ်လာမှာပါဒါပေမဲ့အဲ့ဒီပိတ်ဆံကိုပဲ stock ဈေးခွက်မှာထည့်ထားခဲ့မယ်ဆိုရင်ရောဒေါ်လာ2000ဝန်းဆောင်လိုက်ပြီဖြစ်လာနိုင်တာပါပဲ။ ဒီကွာခြားချက်ခါပဲ stop စေးခွက်ရဲ့ရေရှည်မှကြွယ်ဝမှုကိုတိစောက်ပေးနိုင်စွမ်းဘလောက်ကြီးမားတယ်ဆိုတာကိုတတ်သိပြနေတာပါပဲကဲဒါဆိုရင်ဘလို့လိုအောင်မလဲဈေးခွက်အတက်အကျကိုအချိန်ကြိုက်ဝင်ဖို့ကမဖြစ်နိုင်တဲ့လောက်ခက်ပါတယ်ဒါကြောင့်ဒီ dollar cost averaging ဆိုတဲ့ရိုးရှင်းပြီးအလွန်စွန့်ထက်တဲ့ view ဟာလေးတစ်ခုရှိပါတယ် လာဇင်ဒိုမိုနစ်စင်ပိုက်ဆံပမာဏတခုကိုပုံမှန်ယင်းနှီးမြှုံလန်းတော်လဲအခါဈေးတွေကျနေတဲ့အချိန်မှာ share အများကြီးဝယ်မိမှာဖြစ်ပြီးဈေးတန့်တဲ့အချိန်မှာတော့ share ငင်းနေပဲဝယ်မိမှာပါအချင်းကြလာတာနဲ့အများကိုယ့်ရဲ့ပြမြော့ဝယ်ဈေးကဈေးကွက်ရဲ့အတက်အကျကြမှာများတက်တော်ပြီးအချိုအမျက်ပိုကောက်လာစေမှာပါဟုတ်ပါပြီအခုဆိုရင်နောက်ဆုံးစင်ကိုရောက်လာပါပြီဟိုထားတဲ့ဂုံကြစီတီနဲ့အဖြစ်များတဲ့အမားတွေကိုသိရှိပြီးရှောင်ရှားခြင်းအပြင်ပိုမိုစမချတဲ့ယင်းနှီးမြှုံလန်းသူတယောက်ဖြစ်လာဖို့ပါပဲ ညီမေကွန်းကတော်လီစဉ်းစားစရာကောင်းပါတယ်။ဥပမာလူ156ယောက်ကိုအကျွေစိတ်ပစ်ခိုင်းတယ်ဆိုပါတော့အချိန်တိုင်းမှန်အောင်ခန့်မှန်းနိုင်တဲ့လူတယောက်တော့ဖြစ်နိုင်ကြရာရှိနေမှာပဲလေ။ဒါပေမဲ့အဲ့လာကသူကညံကြီးရှင်မို့လို့လား။ဒါမှမဟုတ်ကန်ကောင်းသွားတာလား။ stock ဈေးကွက်မှာလည်းဒီအတိုင်းပါပဲ။ပွဲစားများစုကဈေးခွက်ကိုအမြဲတမ်းအနိုင်ယူနိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိတဲ့ဆိုတဲ့အယူအဆကိုဒီဥပမာကစိန်ခေါ်လိုက်တာပါပဲ။ တကယ်တော့သူတို့ရဲ့အောင်မြင်မှုဟာကန်တရားကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါကတော့တမယောကျဝယ်စားရင်းနဲ့ပတ်သက်တဲ့အထူးပြည့်တနာပါပဲသူတို့ရဲ့အထူးယူရွေးချက်ကခုခုအကျိုးမြတ်ကြအောင်လုပ်ပေးဖို့ထက်အယောင်ဝယ်မြင့်များလုပ်ဖြစ်အောင်တွန်းအားပေးဖို့ဖြစ်နေတာပါပဲဘာလို့လဲဆိုတော့အယောင်ဝယ်တစ်ခုဖြစ်တိုင်းသူတို့ကကော်မရှင်ခါရနေလိုပါပဲအဲ့ဒီအယောင်ဝယ်ကခုအတွက်အမျက်ရှိမှုရှိဆိုလာကသူတို့တို့ဒုတိယဦးစားပေးဖြစ်သွားနိုင်ပါတယ်ကံကောင်းတော့တဲ့ပွဲစားတယောက်ကိုရှာပြီးကော်မရှင်ခအများကြီးဖေးနေရမယ့်အစား ပိုရိုးရှင်းပြီးအစွမ်းထက်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ index fund တွေပါပဲ။ဒီ fund တွေက S&P 500လိုမျိုးဈေးကွက်တစ်ခုလုံးရဲ့စွမ်းဆောင်ရေးကိုအလိုလျောက်လိုက်မိအောင်ဖွဲ့စည်းထားတာပါ။လူကနေတက်တက်ကြွကြွစီမံခန့်ခွဲရမလို့တဲ့အတွက်ခုံကျစရိတ် fees အလိုနှဲပါတယ်။ဒါကြောင့်ဈေးကွက်တစ်ခုလုံးနဲ့အတူကိုယ်ရင်းနှီးမြှုပ်နှံမှုကတည်ငြိမ်စွာတွတ်တက်တော်မှာဖြစ်ပြီးမလိုလက်တဲ့အဖို့အခက်တွေလည်းပေးစရာမလိုတော့ပါဘူး။ ယင်းဤမြို့နန်သူအသက်တွေကိုထောင်ချောက်ဆင်နိုင်တဲ့အရာတချို့ကိုလည်းတရိထားတင်ပါတယ်ပထမတစ်ခုကတော့သူငယ်ကြီးစီကကြားတဲ့တရင်ပူဆိုတာတွေပါ တာတွေကတကယ်တော့လူတိုင်းသိပြီးသားတရင်ဟောင်းတွေဖြစ်နေတတ်ပါတယ်။ဒုတိယကတော့ shock selling လို့ခေါ်တဲ့ဈေးကျမယ်လို့လောင်းတဲ့နိလမှာဒါကအရှုံးပေါ်ရင်အကန့်အသတ်မရှိရှုံးနိုင်တာမို့အလွန်အန္တရာယ်များပြီးရှောင်တင်ပါတယ်။နောက်တစ်ခုက margin trading မှာဒါကပွဲစားစီကပိတ်စံချေးပြီးရင်းနှီးတာဖြစ်လို့အတွုံးနှုံးတွေအရန်ကြီးပြီးအရှုံးကိုနှစ်ဆဖြစ်စေနိုင်ပါတယ်။ဒီလိုရှုပ်ထွေးပြီးအန္တရာယ်များတဲ့နိလန်းတွေကိုရှောင်ရှားတာအကောင်းဆုံးပါပဲ။နောက်ဆုံးအနေနဲ့ smart chart ရဲ့နေပြောရလေးတကူကိုမျှဝေခြင်းပါတယ်။ အရှုံးပေါ်နေတဲ့ stock တွေကိုရောင်းချခြင်းကလည်းအကျိုးရှိနိုင်ပါတယ်။အဲဒီကရတဲ့အရှုံးကိုအမြတ်ရထားတဲ့တခြားယင်းနည်းမျိုးလိုမျိုးတွေခင်ဗျ။ဆော်ရမဲ့အခွန်ကို lot ချဖို့အသုံးပြုနိုင်ပါတယ်။ဒါကကိုယ့်ရခွန်ဝင်ထုတ်ဝင်ဖို့ကို lot ချနိုင်တဲ့နည်းလမ်းတွေဟုဖြစ်ပြီးနောက်ပိုင်းမှာပိုပြီးလက်လာကြည့်တဲ့အကြောင်းအရာတကူပါ။ကဲအခုကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့ရတဲ့အနေကိုအကျဉ်းချုပ်ပြန်ကြည့်ကြအောင်ပထမဆုံးစူဆောင်းခြင်းကိုကျွမ်းကျင်အောင်လုပ်ရမယ် ဒုတိယအဆင့်ကတော့ T-bills လိုမျိုးလုံခြုံတဲ့ယင်းနှီးမျိုးနမူတွေနဲ့အကကွက်တစ်ခုတည်းစောက်ရမယ်။တတိယအဆင့်မှာတော့ငွေကြေးဖုံးပွမှုကိုအနိုင်ယူဖို့ stock တွေနဲ့ dollar cost averaging နည်းလမ်းကိုသုံးရမယ်။နောက်ဆုံးအဆင့်ကတော့ကုန်ကျစရိတ်နဲ့တဲ့ index funds တွေကိုရွေးချယ်ပြီးမလိုအပ်တဲ့အဖို့အခတွေကိုရှောင်ရဖို့ပါပဲ။ဒီနေ့ရှင်းပြခဲ့တဲ့အကြောင်းအရာတွေကနေတန်ဖိုးရှိတဲ့အသိပညာတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်။အခုဒီအချက်လက်တွေကိုတီးပြီးတဲ့နောက်မှာကိုယ့်ရဲ့ဘဏ္ဍာရေးခရီးအတွက်ပထမဆုံးအနေနဲ့ဘဲခြေလန်းကိုစတင်လမ်းမလဲဆိုတာကိုယ့်ကိုယ်ကိုမေးကြည့်ပါ အတင်းငယ်ဆုံးခြေလမ်းတစ်ခုကနေစတင်တာပဲဖြစ်ဖြစ်လက်တွေ့လှုပ်ဆောင်မှုတိုက်တွန်းရင်းနဲ့ပဲဒီနေ့အတွက်ရှင်းလင်းတင်ဆက်မှုကိုဒီပါပဲအဆုံးတက်လိုက်ပါတယ်။နောက်နေ့တွေမှာလည်းအခုလိုအကျိုးရှိတဲ့အကြောင်းအရာတွေနဲ့အတူပြန်လည်ဆုံးတွေ့ကြပါမယ်။